ားလုံးမင်္ဂလာပါဗျာအခုကျွန်တော်ရှစ်တောင်းပြမှာလုပ်သားတွေကိုကျွန်တော်လုံးဝအရေးကြီးတဲ့ဟာတွေကျွန်တော်ဝေမျှပေးမှာဖြစ်ပါတယ်ဘန်ပေါ့နော်ကျွန်တော်ရဲ့ဘန်တွေကိုကျွန်တော်တို့ရဲ့ဘန်တွေဒီပွဲစားမြန်မာလူလိမ့်တွေကလင်ကချစ်တွေအောက်တန်းကြတဲ့ကောင်တွေကနေပြီးတော့မှကျွန်တော်တို့မြန်မာအချင်းချင်းမသိနာမလဲမြန်မာအချင်းချင်းကိုရုံးမာထားတာအကြောင်းအရာရရှိရပေါ့နော်ဆိုတော့ကျွန်တော်ဘန်တွေပေါ့နော်ကျွန်တော်ဒီမြန်မာနိုင်ငံဥပမာတော့တက်ကတ်ထားတာတွေကကျွန်တော် MOU သမားတွေတက်ကတ်ထားတယ်ဂျင်းတော့ပါပေါ့နော်အဲဘန်တွေဖွင့်ခိုင်းပြီးသူတို့ဘာလုပ်လဲဆိုအလောင်းကစားဘန်တွေတုံးတယ် ပြီးမွေးစေဝါပန်ကြီးတုံးတယ်ပြီးရင်ကျွန်တော်တို့ဥပဒေမလွတ်ကင်းတဲ့ပန်ကြီးတို့တုံးတယ်ပေါ့နော်ငွေဝင်ဝင်တဲ့အပန်နဲ့လှုပ်လှုပ်တယ်အဲ့ဒါတို့ဘယ်လိုလှုပ်လှုပ်လဲဆိုလို့ရှိရင်နံပါတ်၁ချက်ကျွန်တော်တို့အလုတ်ရှာတယ်ဆိုတော့ဗျာအမှုဆိုအမှုယူလဲပေါ့ဥပမာအနေနဲ့အမှုနဲ့လာကြတယ်သူတွေကုမ္ပဏီနဲ့အစုလိုက်ပြောင်းလိုက်လာမိကြတယ်ကျွန်တော်တို့တွရှင်းပေးတာဆို96ရောင်းเนาะအဲ့ဒါချောင်းဆိုသူအစုလိုက်ပြုံလိုက်လာတဲ့ချိန်မှာသူတို့ဘာလုပ်လဲဆိုတော့အကုန်လုံးသူကလုံဘန်ရှိမှရမယ်လုံလုံလုံဘန်ရှိမှရမယ်ဆိုသူကဘန်သွားပွင့်ခိုင်း နော်သူတို့စကက်ပြန်နဲ့ခေါ်ပြီးတော့စကက်ပြန်သွားဖွင့်တယ်အဲ့ချိန်မှာသူတို့တရက်ကိုရောက်10ရောက်ခေါ်ရတယ်15ရောက်ခေါ်ရတယ်ပေါ့နော်အလီလီသူတို့သွားတယ်ပြီးသွားရင်တရက်ကိုဘန်နှစ်ခုစီလောက်ဖွင့်ညားတယ်နော်ဘန်နာမည်တော့ကျွန်တော်ပြောတော့နော်အဲ့လိုဖွင့်ပြီးသွားဆိုရင်သူတို့ဘာလုပ်လဲဆိုဘန်မရောက်ခင်မှာရုံးလုံးကသူကစင်ကက်တွေသူတို့သွားဝယ်ထိုင်တယ်သူတို့ပစံပေးတယ်စင်ကက်တွေဝယ်ပြီးမိမိနာမည်နဲ့မိစင်ကက်ဝယ်သွားရင်အဲ့စင်ကက်တွေသူတို့ယူတယ်နော်ယူသွားဆိုရင်သူတို့တွေဘန်ကိုသွားတယ် ဘယ်ကိုသွားကြည့်ရရင်အဲ့စိတ်ကပ်ပေးတယ်နော်အဲ့စိတ်ကပ်ပေးချို့ကြလဲကို password ကိုမကို200ဒီလိုချို့ကြတော့တို့မှသူ password တစ်ခါလဲပေးလိုက်ပြီလားနင်ဒီဘယ်ကိုဖွင့်တော့မယ်ဆိုရင်ဒီ password number နဲ့သူကစက်ကူလေးနဲ့ရေးပေးလိုက်နော်ပြီးရင်မဘယ်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တို့ကအစာအုပ်လေးအကုန်ယူသွား ADN card တွေအကုန်ယူသွားဆိုတော့ခုမှစရောက်တဲ့မြန်မာပြည်ဆိုတော့တို့ကတို့ကဘာလုပ်တာလဲဒီဒီအကြောင်းကိုတို့ကောင်းကောင်းမသိဘူးဘာလုပ်တာလဲမသိဘူးလာကထုတ်မယ်ဆိုတော့အော်အေးလာကထုတ်တယ်ကိုအလုပ်ရှင်က လွတ်တာလေနော်ဆိုတော့အခုအလုတ်ရှင်ဆိုတော့သူတို့ယုံကြည်တယ်ပြီးတော့စကားပြန်နေကိုသူတို့ယုံကြည်တယ်ယုံကြည်တဲ့အတွက်သူတို့အနေနဲ့မေခွန်းတွေအများကြီးမေးတော့ဟောဗန်လောက်တာဆိုပြီးတော့သူတို့ပြန်သွားတယ်ပထမဗန်ကိုနောက်နေ့ကျတော့နောက်တစ်ခုနောက်တစ်ဗန်ကိုခတ်ထပ်ပေါ်သွားတယ်ပထမဗန်သုံးများလို့ဆိုပြီးတော့နောက်တစ်ဗန်ထပ်ဖွင့်တယ်နောက်တစ်ဗန်လည်းအဲ့တိုင်းပဲစင်ကတ်ကိုဝယ်ကြမလို့တော့ဒီစင်ကတ်နဲ့ပဲဒါမှနောက်တစ်ဗန်လည်းအဲ့လိုပဲမိမိနာမည်နဲ့ဖွင့်တယ်ပြီးသူတို့စာရေးဗန်စာအုပ်တွေ ADN ကတ်ကိုကုန်ယူပါတယ် password တွေကိုကုန်ယူပါတယ် ပြီးွားပြီဆိုရင်ပြောင်းအောင်အဲ့ချိန်မှာဘယ်လိုလဲဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ကဟာဟုတ်ပြီငါမမတုံနာဒီပန်ငါမမတုံနာငါတို့ဘာမှမအကျိုးမရှိပါဘူးငါတို့ဘာမှမဖြစ်ပါဘူးလို့တော့ဟိုကမထင်နိုင်ဘူးเนาะသိကြပါလေကျွန်တော်တို့ဒီဘန်လေးကိုကျွန်တော်အထိုင်းဒီအစိုးရတွေကဒီထိုင်းဥပဒေနဲ့မညီညွတ်ဘူးလိုက်ဖမ်းမယ်ဆိုရင်ကျွန်တော်တို့ဒီမြန်မာနှစ်ယောက်ဖမ်းခံထားပြီးွားပြီเนาะကျွန်တော်မြန်မာနိုင်ငံလည်းပြန်ပြောင်းသူလည်း MOU နဲ့လာတယ်သူလည်းမတည်ဘူးအဲ့လိုပဲလောက်ခံတည်တော့ဒါမဲ့ ဥပဒေကြောင်းရကသူကိုယ်တိုင်ကသွားပြီးတော့ပေးတုံထားတဲ့ပုံစံဖြစ်နေတဲ့အတွက်နော်ဆိုတော့သူကိုယ်တိုင်ဒီမှာဒီဝင်ကြီးခွာချတဲ့ဥပဒေနဲ့သူလည်းညှိပြောသူလည်းထောင်ကြတယ်ဒါလည်းစင်မကောင်းစရာပေါ့အဲ့တော့ကျွန်တော်တို့ဟုတ်ပြီအဲ့လိုဖြစ်ခဲ့ပြီဆိုတော့ကျွန်တော်မပါလို့ကြနံပါတ်၁ချက်ကျွန်တော်တို့တွေကိုနေခဲ့တဲ့နေရာဥပမာကျွန်တော်ဘယ်နေရာမှာနေလဲဘန်ကောက်မှာနေတယ်ဘန်ကောက်ကိုဘယ်မျိုးနယ်မှာနေကိုမျိုးနယ်နေတဲ့ yes gun နော်ဒီကိုမျိုးနယ်နေတဲ့ yes gun မှာကို သူကဒီဒီမျိုးနယ်မှာသူလာခေါ်လာတာဆိုပါဆိုဖတ်ဖွင့်တဲ့သူကအဲဆိုအဲ့မျိုးနယ်ကိုကျွန်တော်ကသွားမယ်နော်သွားပြီးရဆိုရင်အဲ့မျိုးနယ်မှာ yes ခံမှာကျွန်တော်အကျိုးအကြောင်းကျွန်တော်ပြောပြမယ်ကျွန်တော်တို့ဘသူကခေါ်လာတယ်ဘယ်ဘန်ကိုခေါ်လာတယ်ဘယ်နေရာကိုခေါ်လာတယ်နော်ဘယ်နေရာမှာဘယ်ဘန်နေဖွင့်ခဲ့တယ်အချက်နဲ့လက်နဲ့ပြချပြောပါပြီးတော့တိုင်ချက်ဖွင့်လိုက်တာပေါ့နော်အမှုဖွင့်တာမဟုတ်လို့တိုင်ချက်တွေဖွင့်လိုက်တိုင်ချက်ဖွင့်ခွာဆိုလို့ရှိရင်ဆိုတော့ပြီးသွားပြီဆိုရင်ကျွန်တော်ကသွားမယ်ဘန်ကိုသွားပြီးတော့ကျွန်တော်ကဒီတိုင်ချက်စာပြောနေပေါ့နော်တိုင်ချက်စာရနေကျွန်တော်ဘန်ကိုသွားပြီးတော့ငါတို့ဘန်တွေကဒီလိုလို ပေါ့နော်ဒီငါတို့တထေးတော်လည်းကောင်းငါတို့ပွဲစားကြော်လည်းကောင်းဒီလိုဘန်ကိုယူရတော့ငါတို့ဘန်မဟုတ်ဘူးအဲ့ဒါကို check ငါတို့ပိတ်ပေးပါဆိုကြော်သူတို့ဘန်ကိုစစ်လိုက်နေနော်ဘန်ကိုစစ်တဲ့ချိန်ကျရင်ဘန်ထဲမှာငွေမောက်တွေများတယ်ဆိုတော့နင်ဒီဘန်နဲ့နင်ဘယ်လိုပတ်သက်လဲနင်ပစံနေဟုတ်လားဥမာဘန်ထဲမှာပစံရှိရဆိုရင်နင်ပစံနေဟုတ်လားဆိုပြီးသူကမေးလိုက်တယ်ပေါ့နော်အဲ့လိုမေးတဲ့အချိန်ကြောင်းရှိရင်မိမိပတ်စံမဟုတ်ဘူးဆိုတာကိုမြင်ရမှာပေါ့နော်မိမိပတ်စံဟုတ်တယ်လို့ပြောရင်တော့အဲ့ဖန်ထဲမှာဖြစ်တဲ့ပြဿနာတွေအကုန်လုံးကမိမိနဲ့သက်ဆိုင်ပါတယ်နော် ဒါလေးကတော့အပိုင်း၁ဖြစ်ပါတယ်။အ